တကယ်လို့ကျွန်တော်ညာဘက်တီပဲပေါ့နော်လိုက်တင်လေးနဲ့အဲကုန်းလေးပဲသုံးမှဆိုလို့ရှိရင်တော့ကျွန်တော်အနည်းဆုံး6နိုင်9နိုင်ဝင်းကျင်တော့သုံးလို့ရမှာဆက်လက်လေးပဲဖြစ်ပါတယ်ရိုမန်ရဲ့6ကီလိုဝမ်အင်ဗာတာကိုတက်ထားမှာဆိုလို့ရှိရင်ဆိုလာက990ဝမ်နှစ်ချက်တက်လိုက်ုံနဲ့စပြီးတော့ဆိုလာဆက်တပ်လုပ်လို့ရမယ်မင်္ဂလာပါဗျာအဲဒီနေ့ကတော့ကျွန်တော်အိမ်မှာ power bucket system လေးတက်မဲ့နေလေးပေါ့နော်ကျွန်တော် power bucket system တက်ဖို့စဉ်းစားနေရတော့ကြာပြီအဲဒီနေ့မှာတော့တက်ဖြစ်ပြီပေါ့နော်အဲ power bucket system တက်ဖို့စဉ်းစားနေတဲ့အချိန်မှာဟိုတလောကကျွန်တော်ပေါ့နော်ဒီရိုမန်ရဲ့ battery နဲ့ inverter တွေကိုရိုက်ကူးရုပ်လုပ်ဖြစ်တယ်လုပ်ဖြစ်တဲ့အချိန် ချိန်မှာကျွန်တော်ဘက်ထရီအင်ဗာတာလေးကိုလေ့လာနေရင်းနဲ့ Roman ရဲ့ product လေးကိုသဘောကျတာဖြစ်တဲ့အတွက်အဲဒီနေ့မှာဆိုလို့ရှိရင်တော့ Roman ရဲ့ဘက်ထရီအင်ဗာတာလေးကိုရွေးချယ်ပြီးတော့ installation လုပ်မှာပဲဖြစ်ပါတယ်ဒီနေ့အတွက်ကိုကျွန်တော် installation တာဝန်ယူပေးထားတာကတော့ Nextup ကနေမှာတာဝန်ယူပေးထားတာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာဘာတွေတက်ဖို့ရွေးချယ်ထားလဲဆိုတော့ကျွန်တော်တို့ inverter ဆိုလို့ရှိရင်လည်း6 kW ပေါ့နော် inverter ကလည်း6 kW ရွေးချယ်ထားတယ်အဲတကယ်ကတော့ကျွန်တော်ကဘက်ထရီကို51.2ဖို့တုံးကျင်တာပေါ့ဗျာဘက်ထရီကို51.2ဖို့တုံးကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ Roman ရဲ့ inverter ထဲမှာအဆင်ပြေဆုံးဖြစ်တဲ့6 kW ကိုကျွန်တော်ရွေးချယ်လိုက်တယ်အဲ ိုမန်မှာဆိုလို့ရှိရင်အင်ဘာတာက6ကီလိုဝက်ကိုရိုးရိုးရှိတယ်6ကီလိုဝက်ကို parallel join လုပ်ရမယ်အလုံးလေးရှိတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ရိုမန်ရဲ့6ကီလိုဝက်အင်ဘာတာလေးနဲ့ battery ကို installation လုပ်မှာပဲဖြစ်ပါတယ်ဗျာတကယ်လို့ဒီရိုမန်ရဲ့အင်ဘာတာလေး battery ကိုစိတ်ဝင်စားရဆိုလို့ရှိရင်နေဆက်မှာလည်းမှာယူပြီးတော့တက်ဆင်လို့ရပါတယ်အဲ့တော့ဆင်နေရာလေးချက်ကြည့်ရအောင် ကဲကျွန်တော်အိမ်ရဲ့ power bank system လေးကတော့အောင်မြင်စွာပြီးဆုံးသွားပြီပေါ့နော်အဲဒီ setup လေးကို installation လုပ်တဲ့ကြာချိန်ကိုပြောပါဆိုလို့ရှိရင်စုစုပေါင်း2နာရီဝန်းကျင်လောက်ပဲကြာသွားတယ်2နာရီဝန်းကျင်လောက်ကြာတဲ့အချိန်မှာလုံးဝ setting လေးကအောင်မြင်စွာပြီးဆုံးသွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်လုပ်ပေးထားရလဲတည်တည်တက်တက်လေးလုပ်ပေးထားတာကိုတွေးရတယ်ကျိုးတွေဆိုလို့ရှိရင်လဲရှုပ်မနေအောင်တေချာလေးစင်ပေးထားရတယ်ခုနကဒီကောင်းကိုမပိတ်ခင်တော့ကြီးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်လဲ connection လေးတွေဝင်ပေးထားတာကတော်တော်လေးတည်တက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ရဲ့ setup လေးကိုပြောပါဆိုလို့ရှိရင်ကျွန်တော်ဒီဒီ inverter ဆိုလို့ရှိရင် room ရဲ့6 kW inverter လေးကိုကျွန်တော်သုံးထားတယ် ယ်အဲဘက်တရီဆိုလို့ရှိရင်လည်း Roman ရဲ့51.2 200AH ဘက်တရီလေးကိုသုံးမိထားရပါတော့ဒီ setup လေးကကျွန်တော်လိုမျိုးပေါ့နော်တိုက်ခန်းမှာပဲနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတဲ့ setup လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒီဂျာမှဆိုလို့ရှိရင်ကျွန်တော်ဘာခံထားလဲဆိုတော့ကျွန်တော်တို့ဒီပေါ့နော်အဲ solid ကဒီ2ပိုးပေါ့နော်2ပိုး breaker လေးခုခံထားတယ်ဒီဘက်ဘေးမှာဆိုလို့ရှိရင် sick ကလေးဒါလေးက input အတွက် output အတွက်ဆိုလို့ရှိရင်လည်း2ပိုး breaker လေးနဲ့ sick ကလေးကိုခံပြီးထားတာကိုတွေ့ရတယ်ပေါ့နော်ဒါလေးကဘာလဲဆိုတော့ကျွန်တော်လုံးတိအရန်များတဲ့အခါမှာ auto ထက်ချအောင်ဆိုပြီးတော့ကျွန်တော်ဒီ sick ကလေးခံထားတာပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ င်ဘတ်ချိန်ဒိုဗာလေးပါတစ်ခါရထည့်ထားရပေါ့နော်ကျွန်တော်အိမ်မှာက၃နဲ့လုတ်တွေကအရန်အများကြီးမရှိဘူးကျွန်တော်အေကွန်ဆိုလို့ရှိရင်လည်းတစ်ခေါက်ကတလုံးလောက်ပဲရှိမယ်ပြီးလို့ရှိရင်အဝက်ရှော်သာရှိတယ်အဲရေကဲတက်တာလေးရှိမယ်ဟော့ပလိတ်လေးရှိမယ်ရေတင်တာလေးတွေရှိမယ်နဲ့လိုက်တင်လေးတွေပဲရှိတယ်ပေါ့နော်အဲလက်ရှိမှာကကျွန်တော်တခြားဘာမှမသုံးထားဘူးလိုက်တင်ပဲသုံးထားတာဖြစ်တဲ့အတွက်သုံးထားတဲ့အမ်ပီယာကဒီမှာ2အမ်ပီယာ1အမ်ပီယာအဲ့လောက်လေးမှာပဲရှိတယ်အဲ့တော့ကျွန်တော်အိမ်မှာရှိနေတဲ့လုတ်တွေအကုန်လုံးဖြွင့်ကြည့်လိုက်မယ်ဘယ်လောက်တက်သွားမလဲပေါ့နော်ချက်ကြည့်ရအောင် ကဲအခုကတော့ MPR မှာဆိုလို့ရှိရင်16လောက်တက်နေရပေါ့နော်ဒါကကျွန်တော်အိမ်မှာတအိမ်လုံးမှာရှိသမျှလုတ်တွေအကုန်လုံးဆွဲထားတာဗျာအဲ့တော့16ကဲသူရဲ့200ရယ်မြောက်မှာဆိုလို့ရှိရင်ဝက်က3လောက်200လောက်ဝင်းကျင်လောက်တော့ရှိတယ်ပေါ့နော်အဲ့ဒါကတအိမ်လုံးကိုဆွဲထားတာဟော့ပလိတ်တွေလည်းဖွင့်ထားတယ်ရေကဲတတားတွေလည်းဖွင့်ထားတယ်ရေမော်တာတွေလည်းတင်ထားတယ်အဲကွန်းတွေလည်းဖွင့်ထားတယ်လိုက်တင်တွေလည်းတုံထားတယ်တအိမ်လုံးမှာရှိသမျှလုတ်ကိုအကုန်တုံထားတဲ့အချိန်မှာမှဝက်က3လောက်ကျော်လေးပဲရှိတယ်ပေါ့နော်အဲ့တော့တကယ်တမ်းကဒီပေါ့နော်တအိမ်လုံးမှာရှိသမျှလုတ်တွေကိုတုံးနေမှာဆိုလို့ရှိရင်ဒီ setup နဲ့ဆိုလို့ရှိရင်2နာရီဝင်းကျင်လောက်ကိုအေးဆေးတုံးလို့ရတယ်တကယ်လို့ တော်ညာဘက်တီပဲပေါ့နော်လိုက်တင်လေးနဲ့အဲကုန်းလေးပဲသုံးမှဆိုလို့ရှိရင်တော့ကျွန်တော်အနည်းဆုံး6နိုင်9နိုင်ဝင်ကျင်တော့သုံးလို့ရမှဆက်လက်လေးပဲဖြစ်ပါတယ်။ကဲ လူတွေတော်တော်များများမင်းနေကြတဲ့ကိစ္စတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ power bucket system တက်ပြီးတော့မှမီတာခါတွေဘာဖြစ်လို့ပူကျလာလဲဆိုတဲ့ကိစ္စကိုကျွန်တော်ဒီနေ့ပြောပြပေးမယ်။အဲ့ဒီကိစ္စမပြောခင်မှာတခုပြောချင်တာကဒီ setup ပေါ့နော်ဒီ setup ဆိုတာထက် Roman ရဲ့6 kW inverter ကိုတက်ထားမယ်ဆိုလို့ရှိရင် solar က960 W နှစ်ချက်တက်လိုက်ရုံနဲ့စပြီးတော့ solar setup လုပ်လို့ရမယ်။တကယ်လို့သာအဲ့ setup လေးလုပ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cost လည်း saving ဖြစ်သွားမယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ energy တွေဆိုလို့ရှိရင်လည်း storage လုပ်ထားနိုင်မယ်ပေါ့နော်။အဲဒါလေးကလည်းတစ်ချက်ပေါ့နော်။ကျွန်တော်ကိုယ်တိုင်လည်းအဲတက်ဖို့ ို့စဉ်းစားနေဘာဖြစ်လို့ဆိုတော့ကျွန်တော်အိမ်ခေါင်းရင်းမှာကတော်တော်လေး space ကလည်းလွတ်တယ်ပြီးလို့ရှိရင်နေရောင်ကလည်းကောင်းကောင်းရရဖြစ်တဲ့တော့ကျွန်တော်စင်ဖို့တော့ကိုစဉ်းစားနေရလောလောဆယ်တော့ဒီ setup လေးနဲ့ပဲအရင်စင်ထားရပေါ့နော်အဲ့တော့ခုနကပြောတဲ့ကိစ္စပေါ့နော် power backup system တက်ပြီးတော့မှဘာဖြစ်လို့ဒီမီတာကတွေပိုတက်လာလဲဆိုတော့ဒီ battery ဆိုတဲ့သဘောကသူကလည်းကျွန်တော်တို့ဒီ usage တစ်ခုပဲ ကျွန်တော်တို့အိမ်မှာမီတီသုံးတယ်အဲကွန်းသုံးတယ်စမ်သင်းပေါ့နော်အဲ့လိုမျိုးသုံးနေတဲ့လူမျိုးပဲအဲဘက်ထရီရဲ့သဘောကလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ထဲကိုဒီ energy တွေ storage လုပ်နေတဲ့အချိန်မှန်သမျှလောက်ကစားနေမှာပဲအဲ့တော့ EVC ကလာရဲ့လောက်ကစားနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ cost ကပို့ပြီးတက်သွားမယ် အဲအဲ့လိုအနေထားလေးလည်းရှိတယ်ပေါ့နော်အခုလက်ရှိကျွန်တော်အိမ်မှာသုံးထားတဲ့ Roman ရဲ့51.2ပို့200 A ဆိုလို့ရှိရင်ကျွန်တော်မီတာ unit နဲ့ပြောမယ်ဆိုလို့ရှိရင်100 unit စာရှိတယ်အဲ့တော့ကျွန်တော်တို့အဲမီးမရတဲ့အချိန်မှာဆိုလို့ရှိရင်ဒီထဲကနေယူသုံးမယ်မီးရတဲ့အချိန်မှာဆိုလို့ရှိရင်ဒီထဲကိုကျွန်တော်တို့ energy တွေပြန်ပြီးတော့ storage လုပ်မယ်ပေါ့နော်အဲ့လိုမျိုးအဝင်အထွက်တွေရှိနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမီတာကားကပို့ပြီးတက်နေတဲ့သဘောလေးမှာရှိတယ်တကယ်လို့တော့အဲ့လိုမျိုးမတက်ချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ solar လေးတက်လိုက်အဲ့ဆိုလို့ရှိရင်လုံးဝ cost က saving ဖြစ်သွားမယ်ဗျာ အဲကျွန်တော်ကဘာဖြစ်လို့ရိုမန်ကိုမှကျွန်တော်အင်ဗာတာကလည်းရိုမန်ဘက်ထရီကလည်းရိုမန်ကိုရွေးချယ်တယ်လဲဆိုတော့ကျွန်တော်အဲဒီမတိုင်ခင်ပေါ့နော်ကျွန်တော်ရိုမန်နဲ့ရိုက်ကွေးလေးတစ်ခုလုပ်ဖြစ်ခဲ့တယ်အဲလုပ်ဖြစ်တဲ့အချိန်မှာဒီရိုမန်ရဲ့ဘက်ထရီလေးအင်ဗာတာတော့ကျွန်တော်လေ့လာဖြစ်တဲ့ပုံနော်အဲ့ဒီအချိန်မှာအဲသူ့ရဲ့ brand ကိုလည်းတော်တော်လေးသဘောကျတာပါတယ်နောက်ချက်ကအာမခံပေါ့နော် one week solution လည်းအင်ဗာတာကသူကနှစ်နှစ်ပေးထားမယ်အဲဒီဘက်ထရီဆိုလို့ရှိရင်၅နှစ်ကိုမှ fully ပေးထားဖြစ်တဲ့အတွက် one week ပိုင်းမှာဆိုလို့ရှိရင်လည်းစိတ်ချရတယ်ပြီးတော့ရိုမန် brand ဆိုတာကဗျာကျွန်တော်အားလုံးရင်းနှီးပြီးသားဖြစ်မယ်လေယာဉ်သုံးဆက်ပစ္စည်းတွေမီဆက်တွေမှာဆိုလို့ရှိရင်တော်တော်လေးနာမည်ကြီးတယ်ပုံနော်နာမည်ကြီးတဲ့ က်ပြင်မှာကျွန်တော်ဒီ spare part တွေစားမဲ့ပိုင်းမှာဆိုလို့ရှိရင်လည်းစိတ်ချရတဲ့ brand တစ်ခုဖြစ်တာဖြစ်တဲ့အတွက် battery inverter ဝင်လာတဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်က roman ဝယ်ယူလိုက်တဲ့အပိုင်းလေးမှာရှိတယ်ပေါ့နော်အဲ့ဒါကျွန်တော်တက်ထားသလို roman ရဲ့ power backup system လေးကို test နေဆိုလို့ရှိရင်နှိမ့်ဆက်နဲ့လည်းဆက်သွယ်ပြီးတော့ test လို့ရပါတယ်ဗျာနှိမ့်ဆက်ဆိုတာက error တစ်ခုခုဖြစ်ခဲ့တယ်ဆိုလို့ရှိရင်58နာရီအတွင်းမှာလာရောက်ပြီးတော့တာဝန်ယူပြီးဖြည့်ဆည်းပြီးသွားမဲ့ service company တစ်ခုဖြစ်တာဖြစ်တဲ့အတွက်နှိမ့်ဆက်ကိုလည်းယုံကြည်လို့ရတယ် roman ရဲ့ battery မှာဆိုလို့ရှိရင်ကျွန်တော်51.2ဘိုးမှ100 AA ရှိမယ်200 AA ရှိမယ်ပေါ့နော် inverter ဒါဆိုလို့ရှိရင်လည်းစစ်ကီလိုဝက်ကိုနှမျိုးရှိတယ်စစ်ကီလိုဝက်ကိုရိုးရိုးရှိတယ်စစ်ကီလိုဝက်ကို parallel join လို့ရမယ်အလုံးလေးရှိတယ် parallel ဆက်လို့ရတဲ့ဟာပုံပဲနဲ့ single ဆိုလို့ရှိရင်ဈေးလည်းနည်းနည်းလေးပိုတက်တာသွားရပေါ့နော်လက်ရှိကျွန်တော်တက်ထားတဲ့ setup ကခန့်မှန်ဈေးနှုန်းလေးပြောပါဆိုလို့ရှိရင်အဲ80နဲ့80ဝန်းကျင်ကြားလေးတော့ရှိတယ်ပေါ့နော်အဲ့တော့ကိုယ်နဲ့တင့်တော်တဲ့ setup လေးကိုရွေးချယ်ပြီးတော့ Roman ရဲ့ brand တွေကိုတက်ဆင်လို့ရရဆိုတဲ့အကြောင်းဒီနေရာလေးကလည်းတင်ကောင်းပါလိုက်ပါဗျာကျွန်တော်နောက်ထပ်ပိုင်းမှာပြန်တွေ့ကြပါမယ်ကျွန်တော် just right ကချုပ်ပါ